ဒီဇလန်နီကတော့2023ခုနှစ်ကထွက်ရှိထားတဲ့ animation စကားကောင်းလေးပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဇာနာသီတခုမှာအမောင်တောင်နှန်းကြီးရဲ့နောက်ဖက်တောအုပ်ထဲမှာအဆောင်ရှောက်နေတယ်မှတည်နေထိုင်ခဲ့ပါတယ်။ဒီမှာတစ္ဆက်ပါရှင်လူသားတယောက်ဟာသူ့ရဲ့မွေးကင်းစားယောဂတက်သမီးလေးကိုကယ်တင်ဖို့အတွက်နောက်ဆောင်နှစ်ကြီးစီကနေဆေးရည်လေးတခုလာပြီးတောင်းခဲ့ပါတယ်။ဒါပေမဲ့လောဘဘုမတတ်နိုင်တဲ့တစ္ဆက်ပါရှင်ကြီးဟာတောအုပ်ကြီးစီကိုစစ်တက်ကြီးနဲ့ချစ်တက်လာပြီးဆေးရည်ထုတ်ပေးတဲ့တစ်ပိကိုအပိုင်သိမ့်ဖို့ကြိုးစားခဲ့ပါတယ်။ မှာဆောင်းရှောင်းနဲ့တွေနဲ့လူတွေရဲ့ရံပွဲတွေစတင်လာခဲ့ရဟာမကာဆိုတဲ့နတ်သမီးလေးတို့ခေတ်ထိရှိနေခဲ့ပါတယ်။လမ်းလေးဆက်မှာတော့ဆောင်းတွင်လေးလာလုံးအိမ်နေတဲ့မကာဟာဆောင်းလာတီကုံဆိုးချိန်မှာတော့အိယာကထလာခဲ့ပါတယ်။မကာဟာပြတော်တစ်ခုလုံးနဲ့စိတ်ဝိညာဉ်တစ်ခုဖြစ်တာကြောင့်ဒီမှာနင်းလိုက်တဲ့နေရာတိုင်းဟာစိတ်နဲ့တောက်ပလို့လာခဲ့ပါတယ်။အိုကြီးကတော့ဆောင်းကုံလို့နေဦးရောရောက်ခဲ့ပေမဲ့စိတ်နဲ့တောက်ပလို့နေခဲ့ပါတယ်။မကာမှာတော့ရှစ်ဆရာကောင်းတဲ့တငယ်ချင်းလေးနှစ်ယောက်ရှိခဲ့ပါတယ်။အဲအရတော့ဆွန်ပီးနဲ့ဟပ်ပဲဖြစ်ပါတယ်။ နာချမရောမကနဆွမ်ပီတို့ဟာတော့ကြီးကိုနှုတ်ဖို့အတွက်ထွက်လာခဲ့ကြရင်ခင်းနေတဲ့ရေခဲတွေကိုအေးဖြော်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့တော့ကြီးတခုလုံးစိမ့်နဲ့တောက်ပတ်သွားပြီးရေစည်းကြောင်းဖြစ်ပေါ်လာကလပတ်ဆူပြေသွားခဲ့ပါတယ်။တော့ကြီးတဲ့မှာတော့တော့ကြီးဝင်းညနေရကိုဆက်ခံသွားဖို့အတွက်မကပြင်းမင်းကလေးသုံးဦးနဲ့ရှိနေခဲ့ပါတယ်။ဆရာကောင်းရဲ့ဟတ်ကတော့ခေါင်းခင်ကနေမှတ်တကောင်ကိုစီးပြီးဝဲနေရင်မကကိုလှမ်းပြီးနှုတ်ဆက်လိုက်ပါတယ်။ချကတော့ငါတွေ့ချမှာဆရာကြီးလုပ်ပြီးတော့ကြီးရဲ့နေရာအနှံ့ကိုရှောက်လို့သွားနေခဲ့ပါတယ်။ မတဖမှာတော့ဂီတပညာရှင်လေးလူကတို့ဒီဝိုင်းဖွဲ့ဟာဘေးတက်ကိုသူတို့ကျွမ်းကျင်တဲ့ဂီတလေးနဲ့ဖျော်ဖြေပေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာကာရစင်ရောက်လာပြီးလက်ကမ်းကြောင်ညာဆောင်လေးရေလှမ်းပေးလိုက်ပါတယ်။ကြောင်ညာစာထဲမှာတော့ငွေတွေအများကြီးလိုအပ်နေသူတွေအတွက်အလောက်ရှိကြောင်းပြောထားတာဖြစ်ပြီးဘုလိုဂီတပညာရှင်တယောက်အတွက်တော့ငွေတွေအများကြီးမလိုအပ်ကြောင်းလူကကပြောလိုက်ပါတယ်။နောက်ကျမှတော့လူကရဲ့ဦးလေးဟာနေမကောင်းဖြစ်ပြီးအသက်နံဖြစ်နေလို့အင်းနာချင်းတယောက်ကလူကကိုလာပြီးခေါ်သွားခဲ့ပါတယ်။လူကထွက်သွားပြီးနောက်ပိုင်းမှာတော့သစ္စာပန်ရှင်ရဲ့သမီးခလီနာနဲ့ဘုလိုရောက်လာခဲ့ပါတယ်။ ဂလီနာဟာသူမဟာသစ္စာပိုင်ရှင်ရဲ့သမီးဖြစ်ကြောင်းစတင်ပြီးမိတ်ဆက်ပေးခြင်းခြင်းမှာတော့အုံနဆိုးရဲ့မီရှုခံရတာကိုခံလိုက်ရတဲ့တယောက်လားဆိုပြီးတော့ဒါသားတယောက်ကထပ်ပြီးမေးလိုက်ပါတယ်ဂလီနာဟာသူမရဲ့အဖေသေဆုံးပြီးကြတဲ့ကရွာကနေထွက်သွားခဲ့ရဖြစ်ပြီးရွာလဲကူပြန်လဲတိုးတက်စေချင်တာကြောင့်ပြန်လာခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်သူမဖြစ်ရှင်းမြတ်လို့တဲ့သစ္စာအလုပ်ကိုပြန်လဲလက်ပတ်မှဖြစ်ကြောင်းပြောလိုက်ချိန်မှာတော့အလုံးဟာပျော်ရွှင်နေခဲ့ကြပြီးမန်းကြီးကိုဖြတ်ပြီးတောအုပ်ထဲကိုမှုပြောချိန်မှာတော့ရွာသားအလုံးဟာ စကားကိုစွန့်အောင်နားမထောင်မဲထွက်သွားခဲ့ကြပါပဲ။ပတ်စံတွေကအများကြီးဆိုပေမဲ့နောက်ထပ်ဘဝတစ်ခုကိုထပ်ပြီးဝယ်လို့မရကြောင်းလွာသားတယောက်ကပြန်သွားရင်လှမ်းပြောလိုက်ပါပဲ။အုတ်ကြီးတဲမှာတော့ကြောင်ပေါက်ကလေးတစ်ကောင်ဟာထောင်ချောင်းမိနေခဲ့တာကြောင့်မကာကာပဲသွားပြီးဖြုတ်ပေးခဲ့ပါပဲ။ရတပမှာတော့လူကရဲ့ဦးလေးကိုစေကူပေးနေတဲ့ဇာဝင်မကြီးဟာလိုအပ်တဲ့ဆေးကိုမြို့မှာသွားဝယ်ပေးဖို့လူကကိုစေစာရွက်လေးပေးလိုက်ပါပဲ။ဦးကလန်လိုအပ်တဲ့ဆေးကိုဝယ်ဖို့အတွက်သူစုထားတဲ့စုကူးလေးကိုတူနဲ့ထူပြီးခွဲလိုက်ပါပဲ။ ကလည်းသူစုထားတဲ့ငွေဟာဈေးဝယ်ဖို့အတွက်လောလောလောရှိမနေရကြောင့်လက်ကစားဆောင်တဲ့ကငွေမမြရမဲ့အလုပ်ကိုတတိယပါခဲ့ပါတယ်။သူနဲ့လူကလည်းငွေမမြရဖို့အတွက်ခေလီနာစီကိုရောက်သွားခဲ့ပါတယ်။လူကဟာအဲ့ဒီနဲ့ဒဲတို့ကိုခေါ်ပြီးတမန်ကြီးတို့ကိုဖြတ်ပြီးတောအုပ်ကြီးတက်ကိုဝင်ပြီးတပင်ကိုရှာခဲ့ရမှာပဲဖြစ်ပါတယ်။တောအုပ်ကြီးမှာတော့ဒေါသနဲ့ကြီးဟာအစိုးဝေလုပ်ဖို့အတွက်အားလုံးကိုဆင့်ခေါ်ထားခဲ့ပါတယ်။အစိုးဝေဘက်မှနောက်ကျနေတဲ့မကဟာနောက်ဆုံးမှရောက်လာခဲ့ပြီး တမန်လေး1600ကနေဖုတ်နေလို့နောက်ကျနေတာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဘုရားအဟောင်းကြီးကိုတော့ဒေါဆောင်နဲ့ကြီးကပဲဖြတ်စည်းလိုက်ပါတယ်။လာမညာတန်ကောင်းရံမှာတော့တတော်ကြီးတစ်ခုလုံးရဲ့စိတ်ဝိညာဉ်အသစ်ဖြစ်တဲ့ဒေါဆောင်နဲ့ယေရှုပဲရှိကြောင်းပြောလိုက်ပြီးအစည်းအဝေးဟာပြီးသွားခဲ့ပါတယ်။ဒါပေမဲ့တော့လူကတ်တို့အဖွဲ့ဟာကျောင်းကြီးတဲ့တစ်ပင်ကိုရှာဖို့အတွက်တောင်နှန်းကြီးတွေကိုဖြတ်ကျော်လာခဲ့ပြီးတအုပ်ထဲကိုရောက်လာခဲ့ပါတယ်။ဒီဟာဘကောင်တွေကိုတနက်နဲ့ပြစ်ဖို့ချိန်နေတော့လူကတ်ဟာပကုံးကိုဝန်တဲလဲတာကြောင့်ဘိုးဘိုးကိုတနက်ထောင်ဖောက်တယ်လို့ဖြစ်သွားပြီးဒေါကောင်တွေလည်းထွက်ပြေးသွားခဲ့ပါတယ်။ အင်းတို့လည်းဒေါသထွက်သွားပြီးလမ်းခွဲပြီးတပင်းရှာဖို့လောက်ခဲ့ကြပါပဲတပင်းကိုတွေ့ခဲ့ရင်တော့ဆာရပမမြေပုံဆွဲခဲ့ဖို့ပြောလိုက်ကဆာရလက်တရုပ်ကိုလူကတ်ကိုထုတ်ပေးလိုက်ပါတယ်အလန်အနဲ့ပြေးလာတဲ့ဒေါကောင်တွေကိုရောက်ထက်ပြုတ်မကြအောင်မကာကာပဲဖြစ်ရှင်းပေးလိုက်ပါတယ်လူကတ်ကတော့တရပုံရေးဆွဲထားတဲ့ဆာရကိုပင်ကအရွက်တိုင်းနဲ့လိုက်ပြီးရှင်းကြည့်နေတာကြောင့်ခီးမရောက်ဖဲဖြစ်နေခဲ့ပါတယ်လူကတ်လက်စဉ်ညစ်တာတွေကိုဘေးမှာဖဲထားပြီးခါချာကပလူကိုဆွဲထုတ်ပြီးကောက်မှုတ်လိုက်ပါတယ်ကန်နဲ့စွန်ပီးလို့လဲလူကတ်ရဲ့ပလူသံကိုသဘောကျသွားခဲ့ကြပါတယ် လူကလက်မကာရကိုမြင်ပြီးလံပြေးသွားတာကြောင့်တကန်းရပြီးသတိပါမိတ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာဟာကာဟာကောင်းငင်ကနေငါတကောင်ကိုစီးပြီးရောက်လာခဲ့ပါတယ်ဟာကာလည်းသတိမရတဲ့လူကကိုတွေ့သွားတာကြောင့်ဒုံနဲ့ရိုက်မဲ့တကယ်ကဲလုံနေခဲ့ပါတယ်လူကသတိပြန်ရလာချိန်မှာတော့ဟာကာလံပြီးဒုံနဲ့ရဲလိုက်တာကြောင့်ဖက်ပြီးသတိမိတ်သွားခဲ့ပါတယ်အမေဟာကဲခါကြကပလူကိုဆွဲထုတ်လိုက်ပြီးမကာကိုပေးလိုက်ပါတယ်လူကက်ကိုတော့ပြောင်းမှာတို့တို့ခေါ်လာခဲ့ပြီးတောက်တဲ့ကိုဘာလာလောက်တာလဲလို့ဟာကာမေးလိုက်ပါတယ် မိမတယောက်ကတပင်တပင်ကိုပတ်ဆက်အများကြီးပေးပြီးရှာခိုင်းတာဖြစ်တာကြောင့်လာခဲ့ရတာဖြစ်ကြောင့်လူကက်ကပြောလိုက်ပါပဲလူကက်လည်းသူ့ရဲ့ဦးလေးကျမရဲ့အတွက်ဈေးဝယ်ဖို့ငွေလုံလုံးလောက်မရှိရကြောင်းအခုလိုထွက်လာခဲ့ရကြောင်းပြောလိုက်ပါပဲအမှတော့တနာကျင်နာတက်တဲ့မကလည်းလူကက်ကိုတနာကျင်နာသွားပြီးသူ့ရဲ့ဦးလေးပြန်ပြီးကျမလာသေးဖို့အတွက်ဈေးဝါတွေပေးလိုက်မယ်လို့ခရီးပေးလိုက်ပါပဲဒါတစ်ပတ်မှတော့အရင်နဲ့ဒရတိုဟာလီတန်တို့အဖွဲ့နဲ့တွေ့ပြီးလာယာလန်တိုင်းပြန်ပြေးသွားခဲ့ကြပါတယ်ကကတော့မကာတို့အဖွဲ့နဲ့ယင်းဤသွားပြီးငေါတောင်တွေရဲ့အလှပတွေကို ဖန်ဆားပြီးရွှေနေခဲ့ကြပါရယ်အနာကြမှာတော့ဒေါသနဲ့ကြီးရောက်လာတာကြောင့် hash ကလူကက်ကိုခြုံမုတ်တဲ့ကိုဆွဲခေါ်သွားခဲ့ပြီးအပင်လူသားအဖြစ်လုပ်ပေးလိုက်ပါရယ်လူကက်ကိုတော့ hash ကညီလေးခြုံမုတ်ကဆိုပြီးနာမည်ပေးလိုက်ပါရယ်ဒေါသနဲ့ကြီးလည်းအဲ့တော့ဖြစ်တဲ့ခြုံမုတ်ကိုလက်ဆွဲနှုတ်ဆက်လိုက်ပြီးအခမ်းအနားကိုတက်ရောက်ဖို့ခေါ်သွားခဲ့ပါရယ်နောက်နေ့အစ်ရေးချွဲပေးမှာတော့အမြင့်မြတ်ဆုံးစိတ်ဝိညာဉ်လေးခုဟာအလိုလျောက်ရွေးချယ်ပေးမှာပဲဖြစ်ပါတယ်။အမြင့်မြတ်ဆုံးစိတ်ဝိညာဉ်လေးခုပေါင်းစုံသွားပြီးအနာကျင်တဲ့တဲ့မကာကိုဒေါဆောင်နဲ့အဖြစ်အဖြစ်ရွေးချယ်လိုက်ပါတယ်။ ကာကိုလေထဲမှာရခိုင်မိအမြင့်မြတ်ဆုံးစစ်ဝင်ညင်လေးကိုဟာသူမရဲ့နှလုံးသားထဲကိုသွားအားတွေထွက်ပေးလိုက်ပါတယ်။ဒီနာကတော့သူမလိုတမာတဲ့သူကိုတော်တော်နဲ့ဖြစ်မရွေးချယ်ကြတဲ့အကြောင်းစိတ်အလိုမကျဖြစ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာတစ်ပင်အဖြစ်ဟန်ဆောင်ထားတဲ့လူကဟာဒီနာရဲ့ဒေါသကိုဖိရှော့ပေးဖို့အတွက်ဒါကနဲ့ဆရာကြီးဝင်ကြလို့တာကြောင့်ညာဥကလူကဘက်ကိုလှည့်သွားခဲ့ပြီးလူသားတယောက်မှသိသွားခဲ့ပါတယ်။ကာလဲအနားမှာရှိတဲ့မိုးကိုတနေနဲ့တာကြောင့်မယောင်မှုတွေထွက်လာပြီးလူကလက်ထွက်ပြေးခွင့်ရပါခဲ့ပါတယ်။ ကျမတော့လုကာဟာမကာနဲ့ဆုံသွားကြပြီးသူ့ရဲ့ဦးလေးကျမ်းမရဲ့အတွက်မော်တစ်ပင်ရဲ့အရွက်ကိုပေးလိုက်ကနောက်ဆက်တနေ့အထိကြောင်လေးကိုလိုက်ပို့ခိုင်းလိုက်ပါတယ်။နောက်ကျမတော့အော်ဒီနာရောက်လာခဲ့ပြီးလုကာကိုလှုပ်ပေးလိုက်ရမလားဆိုပြီးမကာကိုအပြစ်တင်နေခဲ့ပါတယ်။လုကာပြန်သွားချိန်မှာတော့သူ့ရဲ့ပလူလေးကျန်နေခဲ့တာကြောင့်မကာကပဲသိမ်းပေးထားလိုက်ပါတယ်။လုကာဟာတော်ရရနဲ့လက်ပလာနဲ့ပြန်လာတာကိုဂလီနာဟာမယုံကြည်ခဲ့တာကြောင့်ဖရိုကိုလုကာရဲ့အိမ်ကိုအနီးကဆောင်ကြည့်ပေးဖို့တာဝန်ပေးလိုက်ပါတယ်။လုကာလည်းမကာပေးလိုက်တဲ့ဆေးကိုသူ့ရဲ့ဦးလေးကိုရင်းနှီးနဲ့ရောပြီးတိုက်ပလိုက်ပါတယ်။ ဲ့ဒီဆေးကတော့တောအနှလုံးသားတစ်ပင်ရဲ့အရွက်ပဲဖြစ်ပါတယ်။တဦးလေးဟာမတက်မရက်နိုင်တာ၂၈ရက်နေခဲ့ပြီးအခုတော့လုပ်ငန်းလေးတရားလို့ပြန်လဲတံမာလာခဲ့ပါတယ်။ဘဝကနေချောင်းနေတဲ့ Pro လဲဂျန်နေတဲ့တောအနှလုံးသားတစ်ပင်ရဲ့အရွက်လေးနဲ့အတူမြေပုံကိုပါခိုးသွားခဲ့ပါတယ်။ Pro လဲ Cleaner တီတီကိုပြန်လာခဲ့ပြီးတော့နှလုံးသားတစ်ပင်ရဲ့အရွက်နဲ့အတူမြေပုံကိုပါပေးလိုက်ပါတယ်။မြေပုံစာရွက်ထဲမှာတော့ဘာတင်ကေတာမှရေဆွဲထားခြင်းမရှိတာကြောင့်ခလီနာတို့လည်းတိုင်ပတ်နေခဲ့ပါတယ်။နောက်တစ်ဖက်မှာတော့မကာဟာလူကမရှိတဲ့နောက်ပိုင်းပြင်လာတာကြောင့် လူကတ်ရှိတဲ့နေရာကိုလိုက်သွားဖို့ပြင်ဆင်ခဲ့ပါတယ်။လူကတ်နေတဲ့အင်္ဂုမက္ကာဟာစာကြောရဲ့ခမောင်းနဲ့ဝင်လာခဲ့တဲ့အကြောင်းလူကတ်လည်းလန့်သွားခဲ့ပါတယ်။မက္ကာလည်းလူကတ်မေ့နေခဲ့တဲ့ပလွေလေးကိုပြန်ပြီးပေးလိုက်ပါတယ်။မက္ကာလည်းဒေါ်ရက်ကိုပြန်တော့မှဖြစ်လို့နောက်ဆုံးအနေနဲ့ပလွေသံလေးကြားချင်ပြီးကြောင်းတောင်းဆိုလိုက်ပါတယ်။လူကတ်လည်းမက္ကာကိုပိုကောင်းတဲ့တန်စီတွေနဲ့ဖျော်ဖြေချင်တဲ့အကြောင်းသူတို့ရဲ့ရှိုးဝဲလေးကိုလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်။လူကလည်းမကာကိုအလှပဆုံးပြောင်းပြီးဆင်ပေးပြီးဘဘဲလုံးနေတဲ့သူ့ရဲ့ဥလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။မကာလည်းလူကတ်တို့ရွာတလေးယူရပွဲလေးမှာအနာပဲရောက်လာတဲ့ဆိုပေမဲ့ရွှေရှင်နေခဲ့ပါတယ်။ လူကလည်းမကာကိုပလွေမှုတ်ပြီးဖျော်ဖြစ်ပေးနေချိန်မှာတော့သစ္စာပရှင်သမီးခလီနာရောက်လာခဲ့ပါတယ်။လူကရဲ့ပလွေတံကိုခံစားလိုက်ချိန်မှာတော့မကာရဲ့ခန္ဓာကိုယ်ဟာအယောင်တွေတောက်ပလာပြီးလူတွေသတိထားမိသွားခဲ့ပါတယ်။အာအမောင်တောင်နှိုင်းရဲ့အနောက်ကနတ်ဆိုးဝိညာဉ်တယောက်ပဲဆိုပြီးရွာသားအလုံးကတမဲဖြက်မဲ့တကယ်ကလေးလုံနေခဲ့ကြပါတယ်။အဲဒီချိန်မှာအဲဒီနဲ့ဒရက်တိုရောက်လာပြီးမကာကိုဖမ်းချုပ်ပြီးခေါင်းကိုအိတ်နဲ့ဆွလိုက်ပါတယ်။ဆိုးဝိညာဉ်ဖြစ်တဲ့မကာကိုသူကိုယ်တိုင်မိရှုတမဲ့ဆိုပြီးခလီနာဟာစင်မောက်ကိုတတ်သွားခဲ့ပါတယ်။ ဘီလအချိန်ကရောက်လာပြီးမက္ကာကိုခြိတတ်တဲ့ဂျိုးတွေကိုကိုက်ဖြတ်လိုက်ပါတယ်။ဒါတွေလည်းမက္ကာကိုပြေးလည်မရှိအောင်ဝိုင်းထားချိန်မှာဒေါသနဟောင်းကြီးရောက်လာပြီးကယ်ထုတ်သွားခဲ့ပါတယ်။အလုတ်တလို့အပြင်းမျိုးမင်းထပ်ပြီးလှုပ်လိုက်မိပြီးဆိုပြီးဒေါသနကြီးကမက္ကာကိုပြောလိုက်ပါတယ်။တစ်ဖက်မှာတော့တောအနှလုံးသားတစ်ပင်ရှိတဲ့နေရာကိုသိဖို့အတွက်လူကတ်ကိုမြေပုံဆွဲခိုင်းနေခဲ့ပါတယ်။မြေပုံဆွဲမပေးရင်မက္ကာကိုတပ်ပစ်မယ်ဆိုပြီးမက္ကာအပြင်ဟန်ဆောင်ထားတဲ့မင်းကလေးတဦးကိုဓာတ်နဲ့ထောက်ထားလိုက်ပါတယ်။လူကတ်လည်းမက္ကာဖင်ထင်ပြီးနှလုံးသားတစ်ပင်ရှိတဲ့နေရာကိုမြေပုံဆွဲပေးလိုက်ပါတယ်။ ဆက်တဲ့ခလီနာလဲတောင်းနှလုံးသားရှိတဲ့ဘုံကိုရပ်သွားခဲ့ပြီးတဲ့နောက်လူကနေတဲ့အခန်းထဲကိုရေတွေဖွင့်ချကလူကကိုအဆုံးစီရင်လိုက်ပါတယ်။ဆက်တဲ့ဘက်မှာတော့ဒေါဆောင်နဲ့ဟောင်းကြီးဟာသူတို့ကပြစ်ခဲ့တဲ့အဖြစ်အပျက်ကိုပြန်ပြောပြနေခဲ့ပါတယ်။ခဲကိုသစ္စာပိုင်ရှင်ဟာသူ့ရဲ့မွေးကင်းစသမီးလေးကျမကြီးအတွက်အဲ့ဆက်လက်နဲ့ရောက်လာခဲ့ပါတယ်။ဒီချိန်မှာဒေါဆောင်နဲ့ဟောင်းကြီးလဲသစ္စာပိုင်ရှင်ကိုယုံကြည်ခဲ့ပြီးအော်နှလုံးသားတပင်းရဲ့အရေးလေးတစ်ချက်ကိုပေးခဲ့လိုက်ပါတယ်။ဒီမှာတော့သစ္စာပိုင်ရှင်ဟာစစ်တီတွေအမြောက်ပြားနဲ့ရောက်လာခဲ့ပြီးအလုံးလုံးသားတပင်းကိုသူ့ရဲ့ဂျိုးစီပွားအတွက်တုံးချကျင်လာကြောင့်သောင်းနဲ့ဟောင်းကြီးက ကိုယ်တိုင်ပဲမီးလောင်တိုက်သွင်းပစ်လိုက်တာကြောင့်ဓာရီနဲ့တောတောင်းနဲ့တွေ့ချမ်းမှာထန်တဲ့မုန်တိမှုတွေနေ့ထိပ်ရှိနေခဲ့တဲ့အကြောင်းပြောပြလိုက်ပါရစေ။ဘရပမာတော့သစ္စာပန်ရှင်သမီးခေလီနာနဲ့ရွာသားတွေဟာအော်ဂျီကိုဖျက်ဆီးဖို့အတွက်ခြေတက်လာခဲ့ကြပါရစေ။ဒီကရဲ့ခွေးလေးဟာအခန်းထဲမှာရေထက်ပြီးတက်ခံနေရတဲ့လူကပ်ကိုဖယ်ဖို့အတွက်တင်ရှင်လိုက်ရှာနေခဲ့ပါရစေ။ဒီနာတို့အဖွဲ့ကတော့တောအဂျီကိုစရန်နဲ့ရတွေအသုံးပြုပြီးတက်ခိုက်နေခဲ့ကြပါရစေ။ဒီချိန်မှာတောဆောင်နဲ့အသစ်ဖြစ်တဲ့မကာဟာအမြပြောဆိုပြီးဒါပေမဲ့ခလီနာကတော့မင်းရသိမ်းမရဖြစ်နေခဲ့ပါရစေ။ အောင်းနဲ့လူသားတွေကအပြန်အလှန်တိုက်ခိုက်ခဲ့ကြရင်ဘိုးရတဖြည်းဖြည်းနဲ့ပြင်းထန်လာခဲ့ပါပဲ။ကက်ရှက်ခွေးလေးဟာမမီနာဟက်စကရိုကိုတွေ့သွားခဲ့ပြီးလူကတ်ကိုတွားခဲ့ကြပါပဲ။သားတွေကအရန်ကြီးဆက်တာကြောင့်ဒေါသနဲ့ဖြစ်တဲ့မက်ကာလဲသူ့ကိုစတဲ့ပြီးလူတွေအားလုံးကိုမီလောင်းတိုက်သွင်းဖို့မီလောင်းကိုပဲရွေးချယ်ခဲ့ပါရတယ်။အဲကြောင့်မတော့လူသားတွေအားလုံးဟာမိမုံနိုင်တဲ့မှာဝါမျိုးချင်းခံနေခဲ့ရပါပဲ။ နောက်ဆောင်နဲ့အစ်လေးမကာရဲ့ဂျန်နက်ခရနဲ့စိုက်ပျိုးကိုတားဆီးဖို့အတွက်လူကာဟာသူ့ရဲ့ပလူကိုထုတ်ပြီးမှောက်လိုက်ချိန်မှာတော့မကာဟာအောက်ကိုပြုတ်ချသွားခဲ့ပါတယ်။မကာဟာဒေါသလန်ကိုရွေးချယ်ခဲ့တာကြောင့်ဘာမှမရှိတော့တဲ့ဘွားကိုရောက်သွားခဲ့တာပဲဖြစ်ပါတယ်။မကာတည်ဆုံးသွားချိန်မှာတော့လူကာဟာပွင့်ချီထားခဲ့ပါတယ်။နောက်ကြောင်မှာတော့လူကာရဲ့မျက်ရည်ဟာမကာရဲ့ပါပင်မျိုးကိုကြားရောက်သွားချိန်မှာတော့လူသားတယောက်ရဲ့အချစ်တကူကြောင့်မကာဟာပြန်ပြီးအသက်ရှင်လာကဇလန်လေးကိုအဆုံးသတ်ထားပါတယ်။ သူပေးတဲ့တယောက်ချင်းတဲ့ကိုကျေးဇူးအထူးတင်ရှိပါတယ်။မရှင်ကားလေးတွေကိုဆက်တင်ပေးသားနိုင်ဖို့လိုင်လေးတွေတယောက်တစ်ချက်တင်နေပြီးပမာလေးလေးလေးတယောက်တစ်ကြောင်းစီရေးခဲ့ပါအောင်။ထန်နယ်လေးကိုစကွက်မလောက်ရသေးဘူးဆိုလဲလုပ်ပေးခဲ့ပါအောင်။ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့မေ့ပါ။